မင်္ဂလာပါရှင်။ဘာမခိတဲ့တရင်ဌာနကနေဒီဇင်ဘာလ9ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စလင်းတွင်ကင်းပတ်ရန်ထွက်လာသောစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား5ဦးသေဆုံးပြီးခေရန်တချို့တင်စီရရှိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းစလင်းမြို့မှာရဲစခန်းမှာကင်းပတ်ရန်ထွက်လာသောစစ်သားနှင့်ရဲများပါဝင်သည့်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာ၅ဦးသေဆုံးပြီးခဲယမ်းပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့ကြောင်း ြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာလ6ရက်နေ့မွန်လယ်2:36မိနစ်ခန့်တွင်စလင်းမြို့မှရဲစခန်းမှစိန်းစုတ်ဂိတ်ကင်းစခန်းသို့ကားတစီဆိုင်ကယ်လေးစီးဖြင့်ကင်းဖက်ရန်ထွက်လာသောအင်အား20ခန့်ပါစစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကမိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထိုတိုက်ခိုက်မှုသည်45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်သား2ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသောစစ်သားများမှာဆလင်းပြည်သူစေယုံတွင်စေကူတာမှုခံယူနေသောစစ်သားနှင့်ရဲတပ်ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။သေဆုံးတာအလုံးပေါင်း9កောင်လို့သိရတယ်။မိုင်းဆွဲတဲ့အချိန်မှာ2កောင်ကပြင်းထန်ဒဏ်ရာရပြီးစေယုံအယောက်မှာသေတယ်။စေယုံရောက်ပြီးတက်ရောက်ကူတာနေချိန်မှာ3កောင်ထပ်သေးတယ်လို့သိရတယ်ဟုဖြီးသူညီနောင်ဆလင်းသတင်းတာဝန်ခံကိုပြည်သူကပြောဆိုပါတယ်။ ထို့ပြင်တိုက်ပွဲအတွင်းစစ်သားနှင့်ရဲများအုံပြုသော G3 ကြီပေါင်းနှစ်ခုလက်ပြပုံနှလုံး G အတောက်30ခန်းတို့ကိုတင်စီရရှိခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုကိုဆလင်းမျိုးနယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့မှရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ဝင်များအထူးကန့်ရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ဆလပီစကူးမျိုးမှရွှေဆက်တော်ဖရာဘတ်တို့ထွက်လာသောစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးစစ်ကြောင်းကပြည်သူ၂ဦးကိုပြစ်တက်ပြီး၃ဦးကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မကွေးတိုင်းမင်းမှုခရိုင်စက်ကူးမြို့နယ်စက်ကူးမြို့မှာရွှေဆက်တော်ဖျားဘတ်တို့ထွက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားလေးဦးတည်ဆုံးခဲ့ကြောင်းမင်းမှုခရိုင်အမှတ်6တရက်မှာတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါရယ်ဒီဇင်ဘာလ၄ရက်နေ့တွင်စက်ကူးမြို့နယ်မန်းချောင်းအနောက်ဘက်ရှိစက်ကူးမြို့အနောက်ပိုင်းခံကုန်းရွာမှာရွှေဆက်တော်ဖျားဘတ်တို့ အင်အား120ကန့်ဖြင့်ထွက်လာသောစစ်တပ်စစ်ကြောင်းသည်အသက်40ကျော်အရွယ်အမျိုးသားတအုပ်ကိုပြစ်တက်ခဲ့ပြီးလူငယ်တအုပ်ကိုဖမ်းဆီးသွားကြောင်းအလားတူဒီဇင်ဘာလ9ရက်နေ့တွင်လည်းကူရွာမှအသက်50အရွယ်အမျိုးသားတအုပ်ကိုထပ်မံပြစ်တက်ခဲ့ကြောင်းသိရပါသည်။ထိုစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကဒီဇင်ဘာလ9ရက်နေ့မိုးလယ်10:30မိနစ်ခန့်တွင်ဂရင်ကုန်းကျေးပါအနီးကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးပြီးတက်ချက်ကြီးတအုပ်အပါအဝင်ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းသိရပါသည်။ ထို့သောတိုက်ပွဲဖြစ်ပွားပြီးနောက်အကြံဖက်စစ်တပ်စစ်ကြောင်းသည်ခရင်ကုံကြီးရွာအတွင်ကိုလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာနေအိမ်တချို့ပျက်စီးခဲ့ပြီးပြည်သူနှုတ်ဦးကိုလည်းဖမ်းဆီးသွားကြောင်းဒီဇင်ဘာလ6ရက်နေ့တွင်လက်ဘတော်ရွာရဲစခန်းသို့ရောက်ရှိလာသောစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကထုံဖြင့်ဘုံသုံးလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ရာစစ်သား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် စစ်ခွေးစစ်ကြောင်းကလဘတော်ရဲစခန်းကနေမနေ့ကဒီဇင်ဘာ9ရက်နေ့နနက်3:00နာရီလောက်ကထွက်သွားပြီးရွှေဆက်တော်ဖျားဘက်ကိုထွက်သွားတယ်။စစ်ခွေးတွေစုံထိခိုက်မှုထပ်တိုးဆက်ရင်တော့မသိရသေးပါဘူး။ဖမ်းဆီးခံရတဲ့ပြည်သူတွေလည်းပြန်လွတ်ပေးတယ်လို့တော့မကြားမိသေးဘူးဟုမင်းဘူးခရိုင်အမှတ်6တပ်ရဲမှတာဝန်ရှိသူကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုမင်းမှုခရိုင်အမှတ်6တက်ရင်မင်းမှုခရိုင်အမှတ်၄တက်ရင်မဟာမိတ်များနဲ့မင်းမှုမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မင်းမှုမျိုးနယ်ပါကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းမင်းမှုခရိုင်စက္ကူမျိုးနယ်တွင်ရှိပြည်သူများအနေဖြင့်စစ်သားရဲနှင့်ဖြူစောထီတို့အနီးနေထိုင်ခြင်းမပြုလုပ်ကြရန်မင်းမှုခရိုင်အမှတ်6တက်ရင်ကပြောဆိုထားပါတယ်ဆလဘီမြိတ်ကော်တောင်ပြည်တော်စုလမ်းမကြီးကိုစစ်တပ်ကထိန်းချုပ်နိုင်ရန်စစ်ကြောင်းထိုးနေပြီးတိုက်ပွဲများဖြစ်ပွားလာနိုင်၍ပြည်သူများသွာလာခြင်းမပြုလုပ်ရန်အတိပေးတဲ့စွဲသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် တနင်္သာရီတိုင်းမြေခရိုင်မြေကော်တောင်ပြည်တော်စုလမ်းမကြီးကိုအကြမ်းဖက်စစ်တပ်ကထိန်ချုပ်နိုင်ရန်စစ်ကြောင်းထိုးနေပြီးတိုက်ပွဲများဖြစ်ပွားလာနိုင်ပြီးပြည်သူများသွာလာခြင်းမပြုလုပ်ရန်အတိပေးလိုကြောင်းမြေခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့ဒီဇင်ဘာလ၈ရက်နေ့နနက်၆နာရီခန့်မှစတင်ပြီးမြေမြို့နယ်မှာခေါ်တောင်မြို့နယ်အထိပြည်တော်စုလမ်းမကြီးကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရပါရယ်။ ထို့သောစစ်ကြောင်းထိုးလာပြီးအချမ်းဖက်စစ်တပ်ကစစ်ရေးအရှိန်မြင့်တင်လာမှုများရှိလာနိုင်သောကြောင့်ဒေါ်လာရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်းခရီးသွားပြည်သူများအနေဖြင့်မြေမျိုးနယ်မှကော်တောင်မျိုးနယ်အထိပြည်တော်စုလမ်းမကြီးကိုလုံးဝသွားခြင်းမပြုလုပ်ရန်အတိအပြေပြောဆိုထားပါသည်ဒီနေ့နဲ့အစောပိုင်း6နာရီကနေစပြီးမြိတ်ကော်တောင်ပြည်တော်စုလမ်းမကြီးကိုစစ်ခွေးတွေစစ်ကြောင်းထိုးလာတယ်။စစ်ခွေးစစ်ကြောင်းရှိတော့တိုက်ပွဲတွေဖြစ်လာနိုင်တယ်။အဲဒါကြောင့်ခရီးသွားပြည်သူတွေလမ်းပိုင်းကိုလုံးဝလုံးဝ အသုံးပြုသွားလာခြင်းမပြုလုပ်ကြဘို့အတိပေးတဲ့အနေနဲ့ထုတ်ပြန်တာဖြစ်ပါတယ်လို့မြေခရိုင်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်ခရီးသွားပြည်သူများအနေဖြင့်ရင်းချညာချက်ထုတ်ပြန်သည့်နေ့မှစ၍အရေးပေါ်နိုင်ငံရေးကိစ္စများရှိပါကသက်ဆိုင်ရာဒေါ်လာရေးဖွဲ့စည်းများကိုဆက်သွယ်အကြောင်းကြားအတိပေးခွင့်ပြုချက်ရမှသာသွားလာပြီးကြပါရဲ့နှင့်ရင်းတို့သွားလာရပါကလည်းကားများကိုမှန်ချမောင်းနှင်သွားလာပြီးကြရန်မြစ်တာရက်ခတ်လို့ကြောင်း နေခရိုင်ပကောက်ဖားမှတာဝန်ရှိသူကဆက်လက်ပြောဆိုပါရယ်ဆက်လက်ပြီးအတန်တိတ်တပိတ်ကိုဖျက်ဆီးရန်ကြက်ဖို့ပါတီကမဲဆွယ်စည်းရုံးပွဲများနှင့်ပါတီဝင်များပါဝင်သောလှုပ်ရှားမှုများကိုဒီဇင်ဘာ10ရက်နေ့တွင်အကြီးအကျယ်ပြုလုပ်မည်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ်မေဥတော်လည်ရေဘတ်တော်သားများနှင့်ပြည်သူလူထုကပါဝင်ဆောင်ရွက်မိအတန်တိတ်တပိတ်ကိုဖျက်ဆီးရန်ကြံ့ဖို့ပါတီကဒီဇင်ဘာလ10ရက်နေ့တွင်မဲဆွယ်စည်းရုံးပွဲများနှင့်ပါတီဝင်အင်အားအများအပြားအသုံးပြုပါဝင်သောလှုပ်ရှားမှုများကိုလှုံ့ဆော်ချမိဖြစ်ကြောင်းကြံ့ခိုင်ရေးပါတီတရင်ရဲမြက်က သတင်းဌာနကပြောကြားပါတယ်။အကြံဖက်စစ်တပ်ကဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်ကိုဖြိုခွင်းရန်နဲ့အရေးယူဆောင်ရွက်မှုများလှုပ်ဆောင်ရန်ညွှန်ကြားချက်နှင့်အမိန့်များထုတ်ပြန်လာပြီးနောက်စစ်တလအောက်ခံကြံ့ဖို့ပါတီကလည်းဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်နေ့တွင်မဲဆွယ်စည်းရုံးသောဖွဲ့များကိုပါတီဝင်အင်အားအများအပြားဖြင့်လှုပ်ဆောင်ရန်မြို့နယ်ကြံ့ဖို့ပါတီများသို့ညွှန်ကြားထားကြောင်းသိရပါတယ်။ဒီဇင်ဘာလ10ရက်နေ့မှာပါတီကမြို့နယ်တွင်ရက်ွက်တွင်မှာမဲဆွယ်စည်းရုံးလှုပ်ရှားမှုတွင်ရွေးကောက်ွယ်ကြီးညာတန်းကို လူလူစီရှင်းလက်နက်ပွဲတွေကိုပါတီဝင်အင်အားများများလှုပ်ခိုင်းနေပါတယ်ဟုရှန်ခိုင်ရေးပါတီတရင်ချင်းမြက်ကပြောဆိုပါတယ်စစ်တပ်ရွှေကောက်ပွဲကိုကန့်ကွက်မှုအတန်တိတ်တပိတ်နှင့်ပတ်သက်၍ပြည်ထရေးဝန်ကြီးဌာနကညွှန်ကြားချက်တရက်ထုတ်ပြန်လာပြီးရင်းညွှန်ကြားချက်တွင်အတန်တိတ်တပိတ်ပြုလုပ်မည်ဒီဇင်ဘာလ10ရက်နေ့ ပိတ်ထားမိဈေးဆိုင်များ၊စားတောက်ဆိုင်များ၊အလုပ်ရုံဆက်ရုံများ၊ကုမ္ပဏီများကိုဖော်ထုတ်အရေးယူရန်နှင့်ချိန်ပေးရန်ဒီဇင်ဘာလ10ရက်နေ့တွင်ပြည်သူအများစုပါဝင်နိုင်သောဈေးရောင်းပွဲများ၊ပျော်ပွဲရွှေပွဲများနှင့်မြို့နယ်ရပ်ကွက်ဆိုင်ရာလူလူလှုပ်ရှားမှုများဆောင်ရွက်ရန်ပါညွှန်ကြားထားပါသည်။ အတန်တိတ်သပိတ်တွင်ပါဝင်သောဆိုင်ညာအလုံယုံဆက်ယုံများကုမ္ပဏီများကိုနိုင်ငံတော်အကြီးအကျယ်ဖြတ်စေမှုအပြင်ရွေးကောက်ပွဲကိုနှောက်ယှက်သည့်ဥပဒေဖြင့်ပါအမှုဖွင့်ရန်ညွှန်ကြားထားပါသည်။ရှင်းပြင်ဒီဇင်ဘာလ10ရက်နေ့အတန်တိတ်သပိတ်နေ့တွင်နေပြည်တော်အပါဝင်တနိုင်ငံလုံးရှိဝင်ကြီးဌာနများတွင်ရည်သည့်ဝန်ထမ်းကိုမှခွင့်ရမပေးရန်ဝင်ကြီးဌာနများအတွင် ရုံးသွင်းညွှန်ကြားချက်များထုတ်ပြန်လာကြောင်းအကယ်၍ဝန်ထမ်းများအနေဖြင့်စံမှရေမကောင်းမှုမှုနှင့်နာရေးကိစ္စများကြောင့်ခွင့်ယူလိုပါကလည်းတက်ဆိုင်ရာဝင်ကြီးဌာနအကြီးအကဲများ၏ခွင့်ပြုချက်ရယူပြီးမှ ခွင့်ပေးကြရန်ညွှန်ကြားထားပါတယ် ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်မင်းလက်ပံတွင်တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတောင်ရင်မြေကန်ကူနေဆက်လေကိညာပြန်လည်ပတ်ရံမလွယ်ကူသည်ကြားဖြတ်များရှိရာမင်းလက်ပံကြီးရွာတွင်ယနေ့မီးလောင်နေဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မြောက်ပရီမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့်ထိုင်းဗတ်ချန်းကိုလက်နက်ကြီးကျလို့ပိတ်ထားတဲ့မဲဆောက်မြောက်ပရီကုန်ပစ္စည်းသေးယူနေတဲ့တောင်ရင်မြေကန်ကလေကိတွေကိုတပတ်အကြာမှာထိုင်းအာဏာပိုင်တွေကပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ပြန်မလည်ပတ်နိုင်သေးဘူးလို့နေဆက်ကုန်တွေစီကနေသိရပါတယ်။ မဲဆောင်မြဝတီကုန်ပစ္စည်းတည်ယူနေတဲ့တောင်ရင်မြေကန်ကလှေခိတ်တွေကိုနိုဝင်ဘာလ30ရက်နေ့ကစပြီးထိုင်းအာဏာပိုင်တွေကပိတ်သိမ်းခဲ့ပါတယ်။ဒီဇင်ဘာလ9ရက်နေ့မှာထိုင်းဘက်ကနေဆက်လှေကူးခိတ်တွေကိုပြန်လည်ဖွင့်လှစ်ပေးပေမဲ့လည်းမြန်မာဘက်ကအဆင်သင့်မဖြစ်တဲ့အပြင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။အခုကလှေစိတ်တွေကထိုင်းဘက်ဖွင့်ပေမဲ့ ဒီဘက်မှာကပုံမှန်ပြတ်မလဲပတ်နိုင်သေးဘူးမင်းလက်ပံမှာလည်းထိုက်ပွဲတွေဆက်ဖြစ်နေတယ်ဒီနေ့မီးတွေပါလောင်နေတယ်အခြေအနေကဘာမှမရေရာဘူး BGF နဲ့စစ်တပ်ကြောင်းမှာလည်းကြားဖြတ်ကိစ္စကအဆင်မပြေမှုတွေရှိတယ်ကြားနေရတယ်မြဝတီမျိုးပေါ်တဒါတစ်ဖက်မှာဒရုန်းပုံကြတာတွေလည်းရှိတော့မြဝတီမျိုးပေါ်ရောဒီဘက်တွေမှာရောမတီမငိန်တွေဆက်ဖြစ်နေတော့မယ်လို့မဲဆောက်မြဝတီနယ်စပ်ကုံတဲ့တူစီကဆိုပါတယ် မြန်မာဘက်ချမ်းမှာစေအုပ်စုတက်နဲ့တော်လန်ရေးတက်တွေအကြားတိုက်ပွဲဖြစ်ပွားနေတဲ့အပြင်မြန်မာစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေထိုင်းဘက်ထားရောက်လာတာကြောင့်တောင်ရင်မြေကန်ကကုံသွယ်ရေးဂိတ်တွေကို ထိုင်းစစ်တပ်ကပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်တောင်ရင်မြေကန်ကနယ်စပ်ဂိတ်တွေထိုင်းဘက်ကပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့်မြောက်ပဒီမြို့နယ်မင်းလက်ပံမှာတော့စစ်တပ်နဲ့ KNLA တပ်တွေတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတယ်လို့သိရပါတယ်။ လက်ရှိမင်းလက်ပတ်မှာတိုက်ပွဲဆက်လက်ပြင်းထန်ပြီးလက်နက်ကြီးကြီးတွေထိုင်းဘက်အထက်မိကုတ်ကင်ကျေးရွာဘက်ကိုထပ်မံချလာမည်ဆိုရင်ထိုင်းစစ်တပ်ကအင်အားသုံးဖြည့်ရှင်းမယ်လို့ဆိုနေတာကြောင့်နေဆက်လေဂိတ်တွေပြန်ပိတ်သွားနိုင်တဲ့အခြေအနေတွေလည်းရှိနေတယ်လို့ဒေါ်လာရေးသတင်းရင်းမြစ်တချို့ကလည်းသုံးသပ်နေပါတယ်။ဒီဇင်ဘာ9ရက်နေ့နံနက်ပိုင်းကရင်ပြည်နယ်မြောက်ပဒီမြို့နယ်မင်းလက်ပတ်ကျေးရွာအနီးစစ်တပ်နဲ့ KNL တပ်အကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးမြန်မာဘက်မှပြစ်ခတ်တဲ့လက်နက်ကြီးကြီးကထိုင်းနယ်ကြားရောက်ပောက်ပွဲပြီးထိုင်းနိုင်ငံသားတအူအပြင်းထန်ထဏ်ရာရရှိခဲ့ပါတယ် အလားတူဒီဇင်ဘာ၁ရက်နေ့ည9:35မိနစ်အချိန်မှာလေမြန်မာဘက်မှပြစ်ခတ်တဲ့ထိုင်းကြီးစံကထိုင်းနိုင်ငံမဲဆောင်းမြို့ဘက်အချက်ရှိမဲကုတ်ကင်းကိုကျရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံအမျိုးသမီးကြီးရဲ့ဘဲဘက်ခြေထောက်ကိုထိမှန်ခဲ့ပါတယ်။ ထိုင်းစစ်တပ်ကလက်နက်ကြီးစားတွေထိုင်းဘက်အချမ်းတို့ချရောက်နေမှုနဲ့ပတ်သက်လို့မြန်မာဘက်အချမ်းတို့တရားဝင်ကန့်ကွက်စာပေးပို့ခဲ့ပြီးထိုင်းမြန်မာနယ်စပ်တလျှောက်မှာလည်းလုံခြုံရေးပုံမှုတင်းကျပ်ခဲ့ပါတယ်။ဒါပြင်မြန်မာဘက်ကလည်းထိုင်းစစ်တပ်ကမီကိုဘုံတွေပြန်လည်ပစ်ခတ်ခဲ့ပါသေးတယ်။နိုဝင်ဘာလ30ရက်နေ့မှာလည်းထိုင်းဘက်တို့မြန်မာဘက်မှပစ်ခတ်သောလက်နက်ကြီးတွေချရောက်ခဲ့လို့တောင်ရင်မြစ်ကိုဖျက်ကူးနေတဲ့နှစ်နိုင်ငံနယ်စပ်လှေကိတ်တွေအလုံးကိုထိုင်းအာဏာပိုင်တွေက9ရက်တိတိပိတ်ပင်ခဲ့ပါတယ်။မြဝတီမြို့နယ်မင်းလက်ပတ်ကြီးပါအနီးရှိကြာဖြန့်ယုံတွေကို KNU ကနိုဝင်ဘာလ22ရက်နေ့သိမ်းပိုက်ခဲ့ပြီးနောက်အဲ့ဒီနေရာမှာရှိတဲ့ကြားဖြန့်အလုပ်ယုံနဲ့ဝင်းတွေကိုစုံစမ်းစစ်ဆေးရေးတွေလှုပ်ဆောင်နေချိန်မှာစစ်တပ်ကထိုးစစ်ဆင်မှုတွေတဟုန်တိုးလှုပ်လာတာလည်းဖြစ်ပါတယ်။